နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဇောလာနေစေရဲ့တောက်ကြနေ့ ရှင်မသက်ခရွင်ခန်းကြီး6အငယ်25မှ34ထို့ကြောင့်ငါဆိုသည်ကအဘယ်သို့စားတော့ရမည်ဟု အသက်အဖို့မစိုးရင်ကြနေအဘယ်သို့ဝေးရမည်ဟု ကိုအဖို့မစိုးရင်ကြနေအစာထက်အသက်မြတ်သည်မဟုတ်လောအဝတ်ထက်ကိုမြတ်သည်မဟုတ်လောမိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြိရှုဆင်ကျင်ကြလောထုံငှက်တို့သည် မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမယိမ့် ကြည်၌မဆုမသွင်တိုးတော်လေကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖသည် သူတို့ကိုကျွေးမွေးတော်မူ၏ထုံငှက်တို့ထက်တင်တို့သည်အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည်စိုးရင်ချင်းအဖြစ်မိမိအသက်တာကိုတထောင်ခန့်မြတ်တိုးပွားစေနိုင်သနည်းအဝိအဖို့၌အဘယ်ကြောင့်စိုးရင်ရသနည်းတောင်းနှင်းပင်တို့သည်အဘယ်သို့သောအဖြစ်ကြီးပွားသည်ကို စင်ကြင်အောင်မိကြလောထိုပင်တို့သည် အလုတ်လည်းမလုတ် ခြီဖြစ်စေခြင်းငါမငင်မဝင်သို့တော်လေဘုံကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုးအပင်တပင်မြ၏အဝတ်ကိုမမီးဟုငါဆို၏ယုံကြည်အားနေသောသူတို့ယင်းနှင့်အသက်ရှင်လျက်နှဖျန်းမိဖို့တဲသော ရောက်သောတောမြတ်ပင်ကိုဘုရားသခင်သည်ထိုးသောသောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျင် ထိုမြမက သင်တို့ကိုအဝိနည်းဖုံးလွှမ်းတော်မူမီမဟုတ်လောထိုကြောင့်အဘယ်သို့စားတော့ရအန်နီ အဘယ်သို့ဝေယအနီးဟု၍မစိုးရင်ချနှင့်ထိုယာများကိုသာသနာပလူတို့သည် ရှာဖွေတတ်ကြ၏ထိုယာများကိုတင်တို့သည်အသောလူချောင်းကို ကောင်းငင်ပုံ၌ရှိတော်မူသောတင်တို့အဖသည်တည်တော်မူ၏ဖျားကြီးနိုင်ငံတော်နှင့် ဖြောင့်မွက်ခြင်းတရားတော်ကို ရှေးဥစွာ ရှာကြလော နောက်မှထိုယာများကိုထက်၍ပေးတော်မူလက်တံထိုကြောင့်နတ်ဖန်အဖို့မစိုးရင်ချနှင့် နတ်ပြန်နေသည်မိမိအဖို့ဆိုရင်လေမိယခုနေ၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေဖို့လောက်ပြီ၏မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့ထိုငှက်တို့သည် မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမရိပ်ကြည်၌မစုမသွင်း သို့တော်လေကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်သူတို့ကိုကြွေးမွေးတော်မူ၏ရှမသဲခရစ်ဝင်အခန်းကြီး6အခန်းငယ်26ပိုးပလံများကိုဖျားသခင်စေလွတ်ပါသလားဖေဖေဒီကိုလာဟုသမီးဤအောငိုသံမှ ပိုးပလံကြောင့်ဟုကျွန်တော်သိလိုက်သည်ຫນွေဥရာသည်ရောက်တိုင်းအင်းဆက်ပိုးမွားအုပ်သည် အမေရိကန်နိုင်ငံနီဘရာစကာလွင်ပြင်မှကော်လိုရာဒိုတောင်တန်းများစီသို့ ဖုံများနဲ့အတူပြောင်းရွှေ့လာသည်နှစ်စဉ်ဖြစ်နေကြဖြစ်၍ကျွန်တော်တို့သတိနှစ်သာနေနေရသည်ဤနှစ်ကအထူးသဖြင့်ပိုဆိုးသည်ပိုးဖလံများသည် တခါတရံမျက်နာသို့တိုးဝင်လေရှိသည်လူတို့မလိုလားသော ပိုးမွှားများဖြစ်သည် သို့သောငှက်များအဖို့ပွဲတော်ပင် အနှဲငယ်လိလာကြည့်ရာပိုးဖလံများသည့်ဒေသရှိငှက်များအတွက်မယုံနိုင်လောက်เสียအာဟာရများပေးကြောင်းသိလိုက်ရသည်ဤပိုးဖလံများကြောင့်စိတ်အနှောက်အယှက်ဖြစ်ရသလို၎င်းတို့သည်ငှက်များအတွက်အမှန်ပင်မာနပိုးဖလံများဖြစ်သည်သခင်ယေရှုခစ်ကဤဒရလပြည်တွင်ပိုးဖလံများပြောင်းရွှေ့ခြင်းရှိမရှိကျွန်တော်မသိပါသို့သောထိုနေရာရှိငှက်များအတွက် ဖျားသခင်ဖြည့်စည်းထောက်ပံ့ပေးမှုကိုခရစ်တော်သတိပြုမှတ်သားပြီးတောင်ပေါ်ဒေသနာ၌မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့ထိုငှက်တို့သည် မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမရိပ်ကြည်၌မစုမသွင်းသို့တော်လည်းကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့ဘသည် သူတို့ကိုကြွေးမွေးတော်မူ၏ထိုငှက်တို့ထက်သင်တို့သည်အလွန်မြတ်သည်မဟုတ်လောဟုမိန့်ကြားခဲ့သည်ထို့ကြောင့် ဤခေတ်ကာလတွင်ပိုးဖလံများကိုညစ်ပတ်သောပိုးမွားများကဲ့သို့မမြင်ဘဲသူဖန်ဆင်းသည့်တရားငှက်များအတွက်ဘုရားသခင်၏ဖြည့်စည်ပံ့ပိုးပေးမှုထိုနည်းတူစွာ ကျွန်ုပ်အတွက်ကိုတော်၏ပြင်ဆင်ပံ့ပိုးပေးမှုကိုပြသည့်တက်ရှိတင်စားချက်အဖြစ်ကျွန်တော်ကွဲပြားစွာ ရှုမြင်သည်အကယ်၍ဘုရားသခင်သည်ငှက်များအတွက်အလွန်ကြွယ်ဝစွာ ထောက်ပံ့ပေးပါကကျွန်ုပ်နှင့်တဲ့အတွက် သူအဘယ်မျှပူ၍ဂယုဆိုင်ဆောင်မလိမ့်မည်နီတင်နေထိုင်ရာအရက်တွင်ဖန်ဆင်းထားသောအရာများအတွေ့ဖျားသခင်ဤထောက်ပံ့ပေးမှုကိုသင်မြည်တို့ရှုမြင်သည်နီ ၎င်းသည်သင်အပေါ်ကိုတော်၏ဂယုစိုက်မှုကိုမြည်သို့တတိပေးသည်။ဘာဗျာကိုတော်ပြင်ဆင်ပေးမှု၏အလှတရားသည် အစင်မြဲပေါ်လွင်နေပါ၏။ကိုတော်၏ကြွယ်ဝသောဖန်တီးမှုအတွေ့ဂျေစုတည်းလျက်ကိုတော်၏လက်ရာများကိုမြင်နိုင်သောမျက်လုံးများပေး၍ကိုတော်၏ကောင်းမြတ်မှုကိုကျွန်ုပ်အားတတိပေးတော်မူပါ။ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။